အားလုံးပဲမင်္ဂလာပါခင်ဗျာစွမ်းသူတွေကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့စွမ်းသူတွေရဲ့ရှစ်စွာသောမိဘပြည်သူဒီကိုမောင်မမများနှင့်တကွာရှင်မိတ်ဆွေတူတီဝါနာရှင်ပြိဿအပေါင်းအားလုံးတို့သည်မင်္ဂလာနဲ့နဲ့ခင်းမှာကိုစိတ်နှပြချမ်းမှချမ်းသာရှင်လန်းပါစေကြောင်း စွမ်းကျူးကြီးမှာဆူတောင်းမြတ်တာများပို့တလိုက်ရပါတယ်ယခုတင်ဆက်ပြသပေးနေတာကတော့စွမ်းကျူးကြီးရဲ့အပစင်အောင်မြင်နေတဲ့လေးလုံးအခွေဆိုင်များဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်မှာဆိုရင်စွမ်းဒူရီယာအချိန်မရတဲ့အတွက်ကြောင့်မို့လို့ အဖွင့်နေမနေ9နိုင်ဝင်းကျင်မှာသွားလာရင်ကနေပြီးတော့နှုတ်ဖြင်းတင်ပေးခဲ့တဲ့အခွေဆိုင်ရာဆိုရင်ဖြင့်3လေးခွန်ရှစ်အခွေ ဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်ကဆိုရင်ဒီ3လေးခွန်ရှစ်အခွေတစ်ခွေတည်းကိုသာအဓိကထားပြီးတော့တင်ပေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီတော့ဟာစွမ်းတူဒီ channel ကို ကြည့်ရှုထားတဲ့သူများရှိလို့ရှိရင်သိနိုင်မှာဖြစ်ပါတယ်အဲ့ဒီ3.8အခွေအားဆိုရင်ပြီးခဲ့တဲ့အပတ်နောက်ဆုံးနေ့တောက်ကြနေ့ညနေမှာ4.4ဆိုပြီးတော့အပြီးပေါက်ဖြစ်ထွက်ခဲ့တာကြောင့်သူအောင်မြင်သွားခဲ့တာဖြစ်ပါတယ်ယခုတပတ်မှလည်း စန်းတူဒီရဲ့အထူးရှာဖွေထားတဲ့အခွေဆိုင်ကို တင်ပေးလိုက်ပါတယ်အဲ့ဒီအခွေဆိုင်ကတော့ခွေနံပါတ်1 9168အခွေ ဖြစ်ပါတယ်အခွေနံပါတ်2ကတော့1234အခွေဖြစ်ပါတယ်အခွေနံပါတ်3ကတော့6089အခွေဖြစ်ပါတယ်ဒီ3ခွေမှာဆိုရင် 9168အခွေရလည်းအရေးကြီးတဲ့အခွေဖြစ်တဲ့အတွက်ကြောင့်လိုက်ပါကစားနိုင်ပါတယ်တနည်းသုံးလေးအခွေရဆိုရင်ဖြင့်ယခုတစ်ပတ်မှလည်းထပ်မံရေးထွက်ရရှိခဲ့ပြီးတော့ပြီးခဲ့တဲ့တစ်ပတ်ကျော်မှလည်းသူဟာအောင်းခွေဖြစ်ရရှိထားပါတယ်ဆိုလိုတာကတော့အရင်တစ်ပတ်မှမထွက်ဘဲနဲ့ယခုတစ်ပတ်မှထွက်ပေးမယ်ဆိုတဲ့အခွေအား 1234အခွေဖြစ်ပါတယ်။နံပါတ်3အခွေအနေနဲ့6089အခွေပါ6089အခွေဟာလို့ဆိုလို့ရှိရင်ယခုတပတ်ရရှိထားတဲ့ site ဖြစ်တယ်လို့အရင်တပတ်မှာ6ဘူးခွန်ဘူး10ဘူး9ဘူးစတဲ့ကဏ္ဍများ ထွက်ထားလို့ရှိရင်လေဒီတပတ်မှာ6089အခွေဟာထွက်ဖို့ရာဂိုင်းနှုန်း90ခန့်ရှိပါတယ်။ဒါကြောင့်မို့လို့ အခွေ၃ခွေလုံးဟာအရေးကြီးတဲ့အခွေများဖြစ်လို့မိမိတို့ကြိုက်နှစ်သက်ရာတစ်ခွေကိုလိုက်ပါပြီးတော့ဒီနေ့မနေ့ကနေစနေပြီးတော့တောက်ကြနေညနေခီအောင်မြင်သည့်တိုင်အောင်မွေး၍ကစားသွားမှာဖြစ်ပါရဲ့အခွေမွေးနည်းကတော့လေးလုံးခွေဖြစ်တဲ့အတွက်ကြောင့်မို့လို့လေးလုံးခွေကို စီလိုက်ရင်၁၂ခွက်ရှိပါတယ်တကယ်လို့အပူလေးခွက်ပါထည့်မယ်ဆိုရင်၁၆ခွက်ရှိပါတယ် ဒါဟာလေးလုံးခွေတိုင်းရဲ့ကစားမဲစနစ်မတက်ဖြစ်ပါတယ်ဒီလေးလုံးခွေကစားမဲဆိုရင် အပူပါထည့်ကစားလို့ရပါတယ်ကစားမဲနီလန်းကတော့ဒီနေ့မနေ့ကစပြီးတော့တရားဘိုးထိုးရင်ညနေမှာ150ဘိုးမနေ့ဖြန်မနေ့မှာ250ဘိုးမနေ့ဖြန်ညနေမှာ400ဘိုးဘိုးဒူးနေ့မနေ့မှာ600ဘိုး ဒူးနေ့ညနေမှာ900ဘူစသည်ဖြင့်စန်ဒူးရီရဲ့မူပိုင်းအခွေလိုက်နီးဖြစ်တဲ့တတသမ5ဇာဒိုးလိုက်နီးကိုအသုံးပြုပြီးတော့လိုက်ပါကစားသွားမှာဖြစ်ပါတယ်။